င်္ဂလာပါရန်ကုန် Time Channel မှာ ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့ဗီဒီယိုမှာတော့အင်္ဂါချိုဘော်ကတက်ရှိအလားလာအကြောင်းအရာကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်အမေရိကန်အင်္ဂါသစူးစမ်းလေ့လာရေးဖွဲ့ NASA ရဲ့2025ခုနှစ်စက်တင်ဘာ10ရက်နေ့ကထုတ်ပြန်ချက်တင်မှာတော့အင်္ဂါချိုဘော်မှာရှိကြတဲ့တက်ရှိထော်တာတရက်ကိုရှာတွေ့ကြောင်းပါဝင်ခဲ့ပါတယ် NASA ဟာ2021ခုနှစ်မှာအင်္ဂါဂျိုဘောကိုဆင်းသက်ခဲ့တဲ့ Perseverance Rover လို့ခေါ်တဲ့စူးစိမ်းရှာဖွေဆက်ရုပ်ကနေတဆင်သက်ရှိထော်တာတွေရှာတွေ့နိုင်ဖို့ယနေ့အထိဆက်မပြတ်ကြိုးစားလျက်ရှိပါတယ်။2024ခုနှစ်ဇူလိုင်လက Zazaro ဂျိုင်ဝမ်ကနေရယူခဲ့တဲ့ကြောင်တုံးကိုစမ်းသပ်စစ်ဆေးရတာနဲ့တဆက်ဒီတက်ရှိထောက်တာကို NASA ကရှာတွေ့ခဲ့တာဖြစ်ပါတယ်။ ကဘာပေါ်မှာအခြေဆိုင်တဲ့ဓာခွဲကန်းတွေမှာအသေးစိတ်စစ်စစ်ဆက်သက်မှုတွေလုပ်ပြီးအတီးမပြူရသေးရကြောင့်ဒီကြောင်တုံးပေါ်မှာတွေးခဲ့တဲ့အရာတွေဟာသက်ရှိထားတာဖြစ်တယ်လို့ယတိပြတ်မပြောနိုင်သေးရဖြစ်ပါတယ်။ဒါဆိုဒီကြောင်တုံးပေါ်မှာတွေးခဲ့တဲ့အရာတွေအကြောင်းနဲ့ဘယ်နေရာမှာဒီကြောင်တုံးတွေကိုရှာတွေ့ခဲ့လဲဆိုတာကိုကြည့်ကြရအောင်ပါ။ အင်္ဂါဂျိုဟာကဘာမီလိုပဲလွန်ခဲ့တဲ့နှစ်3.5ဘီလီယံခန့်လောက်ကရေမျက်နှာပြင်နဲ့ပိုပြီးထူတဲ့လေလူရှိခဲ့မယ်လို့သိပ္ပံပညာရှင်တွေကခန့်မှန်းထားကြပါတယ်။အခုခါမှာတော့အင်္ဂါဂျိုဟာတိတ်သေးစာနေတဲ့လေလူနဲ့အတူခြောက်သွေ့မှုတော့အရင်များလို့ရေတွေအလုံးခန့်ချောင်းနေပြီးမြေအောက်ထဲမှာပဲရေရှိကောင်းရှိနိုင်လိမ့်မယ်လို့သိပ္ပံပညာရှင်တွေကယူဆထားကြပါတယ်။စတေမာလာက NASA ရှာတွေ့ခဲ့တဲ့ကြောင်တော့ဟာ တစ်ချိန်ကရေရှိခဲ့မယ်လို့ယူဆရတဲ့ချီရဘတ်ရေတကွန်အခုခေတ်မှာရေမရှိတော့တဲ့ဆက်ဆရိုဂျိုင်ဝင်းကနေရယူခဲ့တာဖြစ်ပါတယ်အဲ့ဒီကြောင့်တော့မှာမူမမှန်တဲ့အဖြူအမဲအစိမ်းနဲ့အပြာရောအကွက်တွေတွေ့ရပြီးအဲ့ဒီထဲမှာ iron phosphate နဲ့ iron sulfide တက်ထူတဲ့တွေပြင် organic carbon လည်းပါဝင်မယ်လို့ယူဆထားကြပါတယ်ဒါဟာအနုဇီဝသက်ရှိတွေရှင်သန်နိုင်မဲ့အထောက်အထားလို့သိပ္ပံပညာရှင်တွေကမှတ်ယူနေကြပါတယ် ကဘာပေါ်မှာဆိုရင်တော့ဒီလိုအနေထားမျိုးနဲ့ကြောက်တုံးတွေဟာအပူချိန်နေပြီးရေများတဲ့ဘဝင်ချင်းမှာပေါ်ပေါက်တက်ပါတယ်။အင်္ဂါဂျိုကကြောက်တုံးပေါ်မှာအပူချိန်မြင့်နေရတဲ့ acid တက်ပါဝင်နေတဲ့လက္ခဏာမျိုးလုံးဝမတွေ့ရတာကြောင့်တက်ရှိမဟုတ်တဲ့ဓာတုဘူမိဗေဒဓာတ်ပြုံမှုမဟုတ်ဘူးလို့ကောက်ချက်ဆွဲနိုင်ပါတယ်။ NASA ဘက်ကတော့ဒီကြောက်တုံးပေါ်ကနေတက်ရှိရှာတွေ့နိုင်မှုအလားအလာကပြင်းနိုင်ခြင်းအတင်းတွေကနေမြင်မာတဲ့အဆင့်ရှိနိုင်ကြောင်းတုံ့သက်ထားပါတယ်။ ။သို့ပေမဲ့တရှိမဟုတ်တဲ့အခြားတုံ့ပြန်မှုရလမျိုးမဖြစ်နိုင်ဘူးလို့လည်းပြောမရပြန်ပါဘူး။ဘလိုပဲဖြစ်ဖြစ်ဒီကြောင်တုံးကိုအသေးစိတ်ခွဲခြားစိတ်ဖြာဖို့အတွက်ကမ္ဘာပေါ်ကအစင်းမြင့်တခွဲကန်းစီတိတ်ဆောင်ရအောင်မှဖြစ်တယ်လို့ဒီအတွက်ကုန်ကြစီကအတော်လေးများမယ်လို့လည်းသိရပါဗျ။ဒါကြောင့်အင်္ဂါဂျိုပေါ်မှာတက်ရှိအမှန်တကယ်ရှိသလားဆိုရထောက်ထားမှကိုသိရနိုင်မှုအတွက်အချိန်တိုင်းနာတစ်ခုထိစိတ်ရှိရှိနဲ့ဆောက်ရမှာတော့အသေးစားပဲဖြစ်ပါတယ်။ နာဆာဘက်ကတော့ဒီကြိုက်တုံးဟာကဘာမြေပေါ်ကတက်ခွဲကန်းစီ2030ခုနှစ်ဝင်းကျင်မှာရောက်ရှိနိုင်ဖို့ပြင်မှတ်ထားဆောင်ရွက်နေပါတယ်။ဒါဆိုနောက်ဆက်တွဲမေခွန်းထုတ်ပြန်တစ်ခုရှိနေပြန်ပါတယ်။ပထမမေခွန်းကအကယ်၍ဒီကြိုက်တုံးပေါ်မှာတက်ရှိထောက်ထားမတွေ့ရဘူးလို့အတည်ပြုခဲ့ရင်နာဆာဘက်ကပါရီဆက်လုံမလဲဆိုတာပါ။ လက်ရှိမှာတော့ NASA ဟာအင်္ဂါဂြိုလ်ပေါ်မှာစူးစမ်းလေ့လာရေးဆက်ရလွတ်ထားတဲ့ဆိုပေမဲ့အနာဂတ်မှာဘယ်ချိန်ဘယ်တိုင်းနာထိ လေ့လာမှုတွေဆက်လက်လုပ်ဆောင်ခွင့်ရမလဲဆိုတာဘယ်သူမှမသိနိုင်သေးပါဘူး။ဒါဟာ၎င်းတို့ရရှိမဲ့ငွေကြေးဘတ်ဂျက်တစ်ခုပေါ်မှာအများကြီးမူတည်နိုင်ပြီးဒီအပေါ်စောင့်ကြည့်နေကြတဲ့သူတွေကတော့အနာဂတ်မှာဒီထက်ပိုကောင်းတဲ့ပိုတိကျတဲ့သက်ရှိထောက်ထားတွေကိုရှာတွေ့နိုင်မှုအကောင်းမြင်ထားကြပါတယ်။ ဒုတိယမိကွန်းကတော့တက်ရှိရှာတွေးရဲ့အထောက်ထားသာမှန်ခဲ့ရင်ဒါကအနာဂတ်မှာလူရေအင်္ဂါဂျိုထိသွားရောက်အခြေချနေထိုင်ဖို့ဘလောက်အထောက်အကူပေးနိုင်မလဲဆိုရဲမိကွန်းမှာ နည်းပညာတွေအရှိန်အဟုန်နဲ့တိုးတက်နေတဲ့ခေတ်ကိုရောက်နေပြီဖြစ်လို့နောက်ငါးနှစ်ဆယ်နှစ်အတွင်းမှာလူသားတွေအများကြီးဆန်းကျစ်တဲ့အဆင့်မြင့်တဲ့တည်ထွင်မှုတွေဆက်လက်လှုပ်ဆောင်နိုင်မှုမှာတော့သိကြပါဗျ။ဒါပေမဲ့အင်္ဂါဂျိုအထိလူသားတွေခြေစပ်နိုင်ဖို့ကလောလောဆယ်မှာတော့စိတ်ကူးရင်ဆန်းဆန်းရုပ်ရှင်ဇာတ်လမ်းတတအဆင့်ပဲရှိပါသေးတယ်။လူသားတွေအတွက်အသက်ရှင်နေထိုင်လို့ရမယ့်ပတ်ဝန်းကျင်မှာလိုအပ်ချက်များစွာရှိပြီးတော့အင်္ဂါဂျိုဟာလူသားတွေရဲ့လိုအပ်ချက်တော်တော်များများကိုဖြည့်ဆည်းပေးနိုင်ခြင်းမရှိပါဘူး။ ါဘူး။အရေးကြီးဆုံးဖြစ်တဲ့ရှူဖို့လေနဲ့တောက်သုံးမှုရင်ရှိတာကအင်္ဂါဂျူရဲ့အဓိကပြဿနာလေးဖြစ်ပါတယ်။အင်္ဂါဂျူရဲ့လေယူဟာကာဗွန်နိုက်အောက်ဆိုက်အများစုပါဝင်နေပြီးအပူချိန်ကတော့အနေဆုံးချိန်မှာတော့ပြန်ညအနှုတ်80ဒီဂရီဆယ်စီယက်အထိရှိတတ်ပါတယ်။ဒီလိုပြင်းထန်လွန်ခဲ့တဲ့အပူချိန်ကြောင့်လူသားတွေအနေနဲ့အင်္ဂါဂျိုမျက်နှာပြင်ပေါ်မှာရှင်သန်နိုင်မှုဆိုတာလိုအပ်တဲ့ပံ့ပိုးမှုတွေမရှိရင်အသက်ရှင်ဖို့ဖြစ်နိုင်ချေအလွန်အလွန်နည်းပါတယ်။ အင်္ဂါဂျိုရဲ့မြောက်မှာရေရည်ရှိနိုင်တယ်လို့သိပ္ပံပညာရှင်တွေထင်မြင်ယူဆချက်တွေပေးထားပေမဲ့ဒီရေတွေဟာအရေးပုံစံအနေနဲ့ရှိမနေနိုင်ဘူးလို့လည်းတည်ပြုထားပြီးဖြစ်ပါတယ်။ အဆုံးသတ်အနေနဲ့ပြောရရင်တော့ Elon Musk လိုကမ္ဘာအချမ်းတအားဆုံးပုဂ္ဂိုလ်တွေအနေနဲ့အင်္ဂါဂျိုတိသွားဖို့အိမ်မက်မက်လို့ရရဆိုပေမဲ့တာမန်လူသားတွေအနေနဲ့ကတော့နေဆက်ကြရာထဲမှာကမ္ဘာကြီးထက်ပိုပြည့်စုံတဲ့ဂျိုမရှိတော့တာမို့ဒီကမ္ဘာမျိုးကို နောင်လာမဲ့မျိုးဆက်တင်များစွာနေနိုင်ဖို့အထိစီကံရှိရှိ ထိမ့်သိမ့်ကြဖို့နေကုန်းချုပ်တိုက်တွန်းလိုက်ရပါတယ်။ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲ။အစားဆုံးကြည့်ရှုနာဆင်ပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။